နျူကလ িয়ার ကိုအကြောင်းပြပြီးတော့မကြခင်တုန်းကအီရန်ကိုအစ္စရေးနဲ့အမေရိကန်တို့ကအကြီးကျယ်တိုက်ခတ်ခဲ့ပါတယ်။အခုအမေရိကန်ကနျူကလ িয়ার စမ်းသပ်မှုတွေပြန်လုပ်တော့မယ်လို့လည်းပြောလာပါတယ်။ကမ္ဘာနိုင်ငံရေးဟာလည်းလက်ရာဆွမ်းရောက်နိုင်ငံရေးအယူဆတွေပြန်လဲထွန်းကားနေပါတယ်။တချိန်ကနာဇီဝါဒအခုဒေါ်နယ်ထရန့်တို့ရဲ့အမျိုးသားရေးဝါဒဗမာပြည်ကမဘာသာအတွေးခေါ်ဆိုတာမျိုးတွေဟာတမျိုးတစားတဲ့သောလက်ရာဆွမ်းရောက်ဝါဒတွေဖြစ်ပြီးတော့အဲ့ဒီဝါဒတွေဟာလူ့အဖွဲ့အစည်းကို စစ်နဲ့အကြမ်းဖက်မှုတွေစီကိုခေါ်ယူသွားတတ်ပါတယ်။ဒါကြောင့်ဒီနေ့ကဘာကိုနျူကလ িয়ার အန်ဒီယာကချိန်ချောက်နေပြီလားဆိုတော့မေကွန်ထွက်ပေါ်လာပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ TM Media အဖွဲ့ဝင်ကိုကျော်ကျော်လွင်ကအယ်ဂျာဇီရာသတင်းဌာနရဲ့ဆောင်းပါးတစ်ပုဒ်ကိုမှီညမ်းပြီးတော့အခုနျူကလ িয়ার ရဲ့အန်ဒီယာနဲ့ပတ်သက်တဲ့သတင်းတစ်ခုကိုတုံ့သက်ချက်တစ်ခုကိုကျွန်တော်ကတင်ပြပေးပါမယ်။ဒီကဘာလုံးမှာနိုင်ငံကိုနိုင်ငံကနျူကလ িয়ার လက်နက်ပိုက်ဆိုင်ထားပါတယ်။ အဲ့ဒီထဲကမှအမေရိကန်တနိုင်ငံကပဲနျူကလ িয়ার ကိုစစ်ပွဲထဲမှာလက်တွေ့အသုံးချပူပါတယ်ဟီရိုရှိမားနဲ့နာဂါဆကီကို ပုံကျဲတော့ကပါယောက်ျားမိမ9000ကျော်ဟာမျက်စိတမိတ်အတွင်းမှာအသက်ခံလိုက်ကြပါတယ်ဘာမှမသိလိုက်ရပဲနဲ့ရုပ်တရက်အသက်ဆုံးရှုံးသွားခဲ့ကြပါတယ်ဒါတွေပြီးမှခဏလောက်တော့နျူကလ িয়ার လက်နက်တွေပြန့်နှံ့လာကိုရပ်ဖို့တူလောင်ထားတာတွေကိုရပ်ဖို့ တွန်းအားပေးမှုတွေအများအပြားရှိခဲ့ပါတယ်အထူးသဖြင့်စစ်အေးတိုက်ပွဲအပြီးမှာပေါ့ဒါပေမဲ့လက်ရှိအချိန်မှာတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေဟာလက်နက်တိုးချက်တပ်ဆင်လာကြပြန်ပါပြီတခြားနိုင်ငံတွေကလည်းသူတို့ရဲ့နျူကလ িয়ার လက်နက်ဆိုင်ရာ မဟာဗျူဟာတွေကို ပြန်လည်ပြီးတော့သုံးသပ်လာနေကြပါပြီ George Washington တက္ကသိုလ် Elliot School of International Affairs ရဲ့ သူတေသနာပါမောက်ခရှရွန်စကတ်နီကတကဘာလုံးကနျူကလ িয়ার လက်နက်တွေကိုအခုခါမှာ ပြန်တက်လာနေပါပြီဒီအနေထားကအလွန်အန္တရာယ်ကြီးမားလာပါတယ်လို့ဆိုပါတယ် FAS American သိပ္ပံပညာ Federation ရဲ့ Nuclear Information Project Director Hans Christian Singer လည်းနျူကလ িয়ার လက်နက်တွေပိုင်ဆိုင်မှုနိုင်ငံတိုင်းကကြိုးပမ်းလာကြတယ်ဒီပြဿနာကကျွန်တော်တို့တကားဝကိုရောက်လာနေပါပြီလို့ဆိုပါတယ် နိုင်ငံတော်နိုင်ငံကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ဖို့စ조사လာပြီဆိုတိုင်းမှာတားဆီးတာတွေလည်းရှိလာပါတယ်။အဲ့ဒါလို့ရှိလာတဲ့ဖြစ်လာတဲ့အခါတိုင်းမှာထွက်ပေါ်လာတဲ့မေကွန်းကငါတို့တော့မပိုင်ရဘူးမင်းတို့ကြတော့ဘာလို့ပိုင်ဆိုင်ခွင့်ရတယ်လဲဆိုတော့မေကွန်းမှာအဲ့ဒီပြဿနာကဘလို့ပေါ်ပေါက်လာတာပါလဲဘလို့နိုင်ငံမျိုးတွေကိုနျူကလ িয়ার ပိုင်ဆိုင်ခွင့်ပေးထားပြီးတော့ဘယ်နိုင်ငံတွေကိုတော့မပိုင်ရဘူးလို့သတ်မှတ်ထားတာပါလဲဘာကြောင့်မလဲအဲ့ဒါဟာတရားသလားဘာကြောင့်အဲ့ဒါလို့အခြေအနေတွေကို ဘလို့ပဲပုံရောက်လာတာပါလေပြီးတော့ဘလို့နိုင်ငံမျိုးတွေကနျူကလ িয়ার လက်နက်ကိုပို့ပြီးတော့ပိုင်ဆိုင်ခြင်းရယူခြင်းနေကြပါတယ်လေကဘာကြီးကိုနျူကလ িয়ার အန်ဒီရကချိန်ချောင်နေပါပြီလား Cuba became the focus of world attention 1962ခုနှစ်အောက်တိုဘာလမှာ73ရက်ကြာတဲ့ကျူဘာနျူကလ িয়ার အရေးခင်းကြီးဖြစ်ပွားခဲ့ပါတယ် follows the shocking discovery that Soviet Russia is converting the island into a ballistic missile base. ဆိုဗီယက်ယူနီယံကနျူကလ িয়ার မစ်ဆိုင်းတွေတယ်လာပြီးတော့ကျူဘာမှာအခြေဆိုင်စခန်းဖွင့်တော့မှာကိုအမေရိကန်ကတီးလို့ဂျားပြတ်တိုက်ခိုက်တော့မလို့လို့ဖြစ်တာပါတကဘာလုံးဟာ73ရက်ကြာရင်တမမှ ဖြစ်နေခဲ့ရပါတယ်စစ်အေးကြီးဟာရုတ်တရက်စစ်နွေးဖြစ်လာပါတယ် millions of americans are asking one question how can i make my family safe ကျူဘာမှာနျူကလ িয়ার ဒုံးကျည်စခန်းစောက်တာကိုအမေရိကန်ထောက်လှမ်းရေးလေယာဉ်တွေက တိသွားပြီးနောက်မှာဆိုဗီယက်သင်္ဘောတွေကိုလမ်းကဖြတ်တာပေါ့ဂျွန်ဖ်ကနေဒီကအမိန့်ပေးလိုက်တာပါပြဿနာရဲ့နောက်ကြောင်းကဒီလိုရှိပါတယ်အမေရိကန်ဟာဆိုဗီယက်ယူနီယံနဲ့နိုင်ငံချင်းနီးတဲ့တူရကီနိုင်ငံမှာဂျူပီတာနျူကလ িয়ার ဒုံးစခန်းဖွင့်လှစ်ပါတယ်အင်္ဂလန်နဲ့အီတလီတို့မှာလည်းနျူကလ িয়ার ဒုံးစခန်းဖွင့်ပါတယ်အဲ့တော့ဆိုဗီယက်ယူနီယံကငါနိုင်ငံသားမှာ ရှိတဲ့သူတို့ရဲ့မဟာမိတ်စီကိုလက်နက်လာပြီးတော့တက်ဆင်လို့ရတယ်ဆိုရင်သူတို့နိုင်ငံသားမှာရှိတဲ့ငါမဟာမိတ်စီမှာလဲတွားပြီးတော့လက်နက်တက်ဆင်မှာပေါ့ဆိုတဲ့သဘောနဲ့ကျူပါမှာနျူကလ িয়ার လက်နက်တက်ဆင်ဖို့လုပ်တာပါနောက်ဆုံးတော့ခရုရှော့ပ်နဲ့ကနေဒီသဘောတူညီချက်ရသွားခဲ့ပါတယ်ကျူပါကစကန်ကိုဆိုဗီယက်ဘက်ကဖျက်သိမ်းပေးလိုက်ရပါတယ်တူရကီနဲ့အင်္ဂလန်ကနျူကလ িয়ার ဒုံးတွေကိုလည်းအမေရိကန်က ြန်ဖြုတ်ပေးလိုက်ရတယ်လို့ကျူးပွားကိုနောက်တစ်ခါမကျူးကျော်ပါဘူးလို့လည်းဂရိပေးလိုက်ရပါတယ်။နျူကလ িয়ার စစ်ပွဲမဖြစ်လိုက်ဖဲနဲ့အဆုံးသတ်သွားနိုင်ခဲ့ပေမဲ့ကမ္ဘာကြီးအတွက်နျူကလ িয়ার အန္တရာယ်ဟာဘလောက်တောင်ကြီးမားတယ်ဆိုတာကိုတော့အဲ့ဒီဖြစ်ရပ်ကမိမောင်းထိုးပြသွားပါတယ်။အဲ့ဒီနောက်မှာနျူကလ িয়ার ပိုင်ဆိုင်မှုကိုကန့်သက်ထိန်းချုပ်ဖို့တကဘာလုံးကစ조사လာကြပြန်ပါတယ်။နျူကလ িয়ার မပြန့်ပွားရေးစာချုပ် NPT ဆိုတာ1990မှာစတင်ပြီးတော့ I only hope that those of us who were fortunate enough to be present will look back one day and see that this was the first milestone on a road which led to reducing the danger of nuclear war. Brandy's Tech, the Crown Center. ရှိလေပိုင်းလေးလာရေးလက်တွေ့နိုင်ငံရေးပါမောက်ခဂရီဆမ်မောကကမ္ဘာနျူကလ িয়ার အခင်းကျင်းမှာအစိပ်ပိုင်းတွေအများကြီးရှိပါတယ်။ဒါပေမဲ့အဓိကကြားတဲ့အစိပ်ပိုင်းက နျူကလ িয়ার လက်နက်ကန့်သတ်ရေးစာချုပ်ပါဒီစာချုပ်ကဘာလဲဆိုတော့နျူကလ িয়ার ပိုင်တဲ့နိုင်ငံတွေနဲ့မပိုင်တဲ့နိုင်ငံတွေအကြားမှာဈေးစစ်ကြအပေးယူလောက်ကြတာမျိုးပါနျူကလ িয়ার မပိုင်သေးတဲ့နိုင်ငံတွေအနေနဲ့နျူကလ িয়ার လက်နက်ဘယ်တော့မှမတက်စင်ပါဘူးလို့ဂရိပေးရတယ်လို့သူကဆိုပါတယ်ဒါဆိုလို့ရှိရင်နျူကလ িয়ার မပိုင်သေးတဲ့နိုင်ငံတွေအတွက်ကိုလည်းတခုခုတော့ပြန်ပြီးတော့ဂရိပေးဖို့လိုတယ်မဟုတ်လား George Washington တက္ကသိုလ် Elliot School of International Affairs ရဲ့သုတေသနပါမောက္ခ Sharon Squasney ကတော့ဒီလိုပြောပါတယ်နိုင်ငံငယ်တွေဘက်ကလည်းတခုခုပြန်ရဖို့လိုတယ်မဟုတ်လားအဲ့ဒီတော့နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေကလည်းသူတို့ပိုင်တဲ့နျူကလ িয়ার လက်နက်တွေကိုတဖြည်းဖြည်းဖျက်သိမ်းပါမယ် short ချပါမယ်လို့ဂရီပေးရပါတယ်လို့ရှင်းပြပါတယ်လက်ရှိမှာနိုင်ငံအားလုံးနီးပါးကနျူကလ িয়ার မပြန့်ပွားရေးစာချုပ်ကိုလက်မှတ်ထိုးထားကြပါတယ်လက်မှတ်ထိုးထားတဲ့နိုင်ငံအရေအတွက်စုစုပေါင်း190တနိုင်ငံရှိပါတယ်အဲ့ဒီလက်မှတ်စပစ်ကြတော့ထိုးကြတဲ့အချိန်မှာတော့ နျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံက၅နိုင်ငံပဲရှိပါတယ်။ American တရုတ်ဗြိတိန်ရုရှားနဲ့ပြင်သစ်ပါ။အဲ့ဒီနိုင်ငံတွေက1968ခုနှစ်မတိုင်ခင်ကတည်းကနျူကလ িয়ার လက်နက်စမ်းသပ်နေခဲ့ကြတာပါ။စာချုပ်အရသူတို့ဟာလက်နက်တွေကိုဆက်ပြီးတော့ထိမ့်သိမ်းကန်ဆောင်ထားခွင့်ရှိနေပါသေးတယ်။တစ်ဖက်မှာလည်းလက်မှတ်ထိုးမထားသေးတဲ့နိုင်ငံတွေလည်းရှိနေပြန်ပါတယ်။မြောက်ကိုရီးယားဆိုလို့ရှိရင်လက်မှတ်ထိုးပြီးကမှ2003ခုနှစ်မှာစာချုပ်ထဲကနေပြန်ပြီးတော့နှုတ်ထွက်သွားပါတယ်။ အိန္ဒိယပါကစ္စတန်နဲ့အစ္စရေးတို့ကတော့တခါမှလက်မှတ်မရေးထိုးခဲ့ကြပါဘူးအဲ့ဒီနိုင်ငံလေးနိုင်ငံကလည်းနောက်ပိုင်းမှာတော့နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေဖြစ်သွားပါတယ်ဒီတော့နျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့နိုင်ငံအခုခါမှာ၉နိုင်ငံအထိရှိနေပါတယ်ဒီနေရာမှာသတိပြုရမှာကအစ္စရေးကတော့သူ့မှာနျူကလ িয়ার လက်နက်ရှိကြောင်းကိုတရားဝင်ဝန်ခံထားတာမရှိပါဘူးဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လန်ဒန်မြို့ King's College စီရီလီလာရဲ့ဌာနရဲ့အကြီးတန်းကတိကဟာဆန်အဘတ်တမီကဒီလိုပြောပါတယ်။အစ္စရေးဟာနျူကလ িয়ার လက်နက်ပိုင်ပါတယ်ဆိုတာကိုပြောလဲမပြောကြေလဲမကြေညာပါဘူး။ဒါပေမဲ့မရှိဘူးလို့လည်းမငြင်းပါဘူးလို့ဆိုပါတယ်။ American သိပ္ပံပညာ Federation ရဲ့ Nuclear Information Project Director Hans Christian Singh ကတော့သူတို့ဝန်မခံလဲလူတိုင်းကတော့သိနေပါတယ်လို့ဆိုပါတယ်။အစ္စရေးမှာ နျူကလ িয়ার လက်နက်တွေရှိကြောင်းဖော်ပြနေတဲ့တရားဝင်ထုတ်ပြန်လာတဲ့စာရွက်စာတမ်းတွေကိုကျွန်တော်တို့မြင်ရဖတ်ရပါတယ်လို့သူကဆိုပါတယ်။နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ရဲ့အဓိကရည်ရွယ်ချက်ကနျူကလ িয়ার လက်နက်ပြန့်ပွားမှုကိုတားဆီးဖို့ပါပဲ။စစ်ပွဲအတွက်မဟုတ်ဖက်နဲ့ငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့နျူကလ িয়ার နည်းပညာကိုကြိုးပမ်းတာကိုတော့ခွင့်ပြုထားပါတယ်။နျူကလ িয়ার ဆောင်းအင်ဆိုတာကတော့အမြင်သာဆုံးဥပမာပေါ့။ဒါပေမဲ့တခြားအသုံးဝင်တဲ့နေရာတွေလည်းရှိပါတယ်။ စေပညာကအစစိုက်ပျိုးရေးနည်းပညာအစုံအဲ့ဒီနေရာတွေမှာနျူကလ িয়ার ကိုငြိမ်းချမ်းတဲ့အနည်းနဲ့အသုံးပြုလို့ရပါတယ်။ဟာဆန်အဗတမီကဒီလိုဆိုပါတယ်။နျူကလ িয়ার မပြတ်ပွားရေးစာချုပ်အရဆိုလို့ရှိရင်နျူကလ িয়ার လက်နက်မတက်စင်သေးသရွေ့မှာနျူကလ িয়ার အသုံးပြုတာတွေကိုခွင့်ပြုထားတယ်လို့ဆိုပါတယ်။အဲ့တော့နျူကလ িয়ার လက်နက်အဆင့်ထိသွားနေသလားမသွားဘူးလားဆိုတာကိုစောင့်ကြည့်တဲ့အဖွဲ့တစ်ဖွဲ့လိုအပ်လာပါတယ်။အဲ့ဒါလို့စောင့်ကြည့်စစ်ဆေးတဲ့အလုပ်ကိုလုပ်တဲ့သူကတော့ ုလသမဂ္ဂအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IAEA လို့ခေါ်တဲ့နိုင်ငံတကာ Nuclear Atom Swan Agency ရဲ့အလုပ်ပါသူတို့ကိုကမ္ဘာကြီးရဲ့ Nuclear အဆောင်အကျပ်တွေလို့သဘောထားကြပါတယ်အဲ့ဒီတော့ဒီနေ့ Nuclear နိုင်ငံရေးအခင်းအကျင်းကိုသဘောပေါက်ချင်လို့ရှိရင် Nuclear မပြန့်ပွားရေးစာချုပ်ကိုကြည့်လို့ရှိရင်အတော်လေးသိနိုင်ပါတယ် nuclear မပြန့်ပွားရေးစာချုပ်ကိုကြည့်ရင် nuclear လက်နက်နဲ့ပတ်သက်ပြီးတော့နိုင်ငံတကာဥပဒေမူပေါင်တွေကဘယ်လိုရှိတယ်ဆိုတာကိုပါသိနိုင်ပါတယ်။ဒါပေမဲ့ရှေ့မှာပြောခဲ့သလိုပဲ နျူကလ িয়ার မပြတ်ပွားရေးစာချုပ်မှာမပါတဲ့နိုင်ငံတွေရှိတယ်လို့ပါတဲ့နိုင်ငံတွေကလည်းအချိန်မရွေးနှုတ်ထွက်ခွင့်ရှိနေပြန်ပါတယ်။ဒါပေမဲ့နှုတ်ထွက်ရတာဟာပြဿနာတော့ရှိပါတယ်။နှုတ်ထွက်မယ်ဆိုလို့ရှိရင်ဘာလို့နှုတ်ထွက်မှာလဲ။နှုတ်ထွက်တဲ့အတွက်အရင်ဆိုင်ရမယ့်နောက်ဆက်တွဲပြဿနာတွေဆိုတာတွေကလည်းရှိပါတယ်။နျူကလ িয়ার နဲ့ပတ်သက်လို့ရှိရင် နိုင်ငံအသီးသီးရဲ့ဆုံးဖြတ်ချက်တွေဟာအကြောင်းအရာအများကြီးနဲ့ရောရှက်ဆက်ဆက်နေပါတယ်။သူတို့ရဲ့တွက်ချက်မှုတွေကလည်းအချိန်ခါပေါ်မူတည်ပြီးတော့ပြောင်းလဲနိုင်ပါတယ်။ အဲ့ဒီအချက်တွေထဲကမှအရေးပါဆုံးအချက်တစ်ချက်ကတော့ဒီနည်းပညာဟာအရန်ကိုခက်ခဲရှုပ်ထွေးတဲ့နည်းပညာဖြစ်တယ်ဆိုတဲ့အချက်ပါပဲကုန်ကြစိတ်ကလည်းကြီးပါတယ်သိပ္ပံပညာရှင်တွေလိုတယ်လောင်စာလိုတယ်နျူကလ িয়ার ဘုံတစ်ခုကိုတကယ်ထုတ်လုပ်ပေးနိုင်တဲ့အခြေခံအဆောက်အုံလိုပါတယ်နျူကလ িয়ার လက်နက်ရပြီဆိုရင် LE လက်နက်ကိုတယ်ဆောင်ပြီးတော့ပြစ်ခတ်မဲ့ဒုံးကျည်တို့လေရင်တို့ဆိုတာလည်းလိုပါတယ် Hans Christian Sen ကဒီလိုပြောပါတယ်ကောင်းတဲ့အချက်ကတော့နျူကလ িয়ার အမြောက်တွေ တိဆောက်ဖို့ဆိုတာကအရန်ရှုပ်ထွေးပါတယ်ဒါတွေလှုပ်ဖို့ဆိုလို့ရှိရင်တားရှုပ်ထွေးတဲ့နျူကလ িয়ার လက်နက်ဒီဇိုင်းတွေလိုတယ်အဲ့ဒါတွေကလည်းအထူးကုန်ကျန်းတွေလိုတယ်သူမတူအောင်ရှုပ်ထွေးတဲ့အသေးစိတ်ချိန်ညှိမှုတွေလှုပ်ဖို့လိုတယ်နောက်ပြီးရေဒီယိုတက်တိကြွပစ္စည်းတွေကိုထိမ့်သိမ်းနိုင်ဖို့လည်းလိုတယ်အဲ့ဒါကလည်းနျူကလ িয়ার လက်နက်မှာတက်ဆင်အသုံးပြုလို့ရအောင်မှန်ကန်တဲ့ထိမ့်သိမ်းမှုဖြစ်ဖို့လည်းလိုပါသေးတယ်ဓာတ်ခွဲကန်နဲ့ပဲသုံးလို့ရတာမဟုတ်ဘဲနဲ့ကီလိုမီတာထောင်ချီတဲ့အကွာအဝေးတွေထိလှမ်းပစ်လိုက်တဲ့အချိန်မှာအလုတ်ဖြစ်နေဖို့ လိုအပ်ပါတယ်လို့သူကဆိုပါတယ်ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာ မီဒီယာရဲ့ရက်တည်ရေးအတွက် ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကို အားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာဒါကြည့်ရှုအားပေးခြင်းအပြင်မီဒီယာရေရှည်ရက်တည်နိုင်ရေးကို အားပေးကူညီကြပါလို့မြစ်တာရက်ခံပါတယ်ခင်ဗျာကိုနိုင်ငံရဲ့လုံခြုံရေးကိုချိန်ချောက်ခံနေရတယ်လို့ခံစားရတဲ့နိုင်ငံတွေဟာနျူကလ িয়ার လက်နက်ကိုသူများထက်ပိုလိုချင်ကြပါတယ်ဘာလို့လဲဆိုတော့နျူကလ িয়ার လက်နက်တွေဟာနျူကလ িয়ার စစ်ပွဲကိုအထူးရောက်ဆုံးတားဆီးနိုင်တဲ့နီလန်တစ်ခုအဖြစ်ရှုမြင်ကြလို့ပါဆိုလိုတာကတော့နှစ်ဖက်စလုံးကနျူကလ িয়ার လက်နက်တွေကိုပိုင်ဆိုင်ကြတယ်ဆိုရင်နှစ်ဖက်စလုံးကနျူကလ িয়ার စစ်ပွဲကိုစဖို့စိတ်ကူးကြတော့မှာမဟုတ်ဘူး သူတို့ကိုယ်တိုင်ပျက်စီးဆုံးရှုံးမှာဖြစ်လို့ပါဒီယူဆကိုမြေကြီးလက်ခတ်မလွဲနှုံးနှစ်ဖက်ပျက်စီးခြင်းလို့ခေါ်ပါတယ်ဂရီဆမ်မော့ကအခုလိုပြောပါတယ်အိန္ဒိယနဲ့ပါကစ္စတန်တို့လို့ပေါ့ဗျာနှစ်နိုင်ငံလုံးမှာနျူကလ িয়ার လက်နက်တွေရှိတယ်။နေဆက်အငင်းပွားနေကြတယ်။အကြမ်းဖက်လုပ်ရတွေလည်းရှိတယ်ဆိုတော့ပြိုင်ဘက်နှစ်နိုင်ငံမှာဒါပေမဲ့1980ခုနှစ်ကလေးကသူတို့ဟာပြိပခကြီးကြီးမားမားမဖြစ်အောင်ရှောင်ရှားကြပါတယ်။အဲ့လိုရှောင်ရှားရတဲ့အကြောင်းတွေထဲမှာ ပရိပခဖြစ်ရကနေနျူကလ িয়ার လက်နက်သုံးပြီးတော့တိုက်တဲ့စစ်ပွဲတွေဖြစ်လာမှာဆိုလို့ဆိုတာလည်းပါပါတယ်အဲ့လိုဖြစ်ရင်လည်းနှစ်နိုင်ငံလုံးတေချေပျက်စီးမှာပါဒီတော့ပညာရှင်တချို့ကပြောကြတာကတော့နျူကလ িয়ার လက်နက်တွေပြန့်နှံ့လာမှုဟာတည်ငြိမ်အေးချမ်းရေးကိုဖြစ်စေတယ်တဲ့ဘာလို့လဲဆိုတော့အင်အားကြီးနိုင်ငံချင်းစစ်ဖြစ်နိုင်ခြေတွေကိုညော့နေစေလို့ပါတဲ့ဒါပေမဲ့တစ်ထက်အများကြီးကျေပြန့်တဲ့နျူကလ িয়ার လက်နက်တက်ဆင်မှုတွေဖြစ်လာရင်တော့အဲ့ဒီအယူဆဟာ အကျုံးဝင်ခြင်းမှဝင်မာတော့မယ်ဟန်စ်ခရစ်စတန်ဆင်ကနျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံတွေများလာတယ်ဆိုတာကခလုတ်နိုင်မဲ့လက်တွေလည်းများလာတယ်ဆိုတဲ့သဘောပါပဲနျူကလ িয়ার လက်နက်တွေကိုတုံးလာနိုင်တဲ့အခြေအနေတွေအဖြစ်အပျက်တွေပို့တိုးလာတာပါပဲဒီလိုဖြစ်လာတာလုံးဝမကောင်းပါဘူးလို့ဆိုပါတယ်နိုင်ငံအသီးသီးအနေနဲ့ကိုယ်လုံခြုံရေးကိုကိုတွက်ချက်ရမှာသူတို့ရဲ့နိုင်ငံရေးမဟာမိတ်တွေကိုလည်းထည့်သွင်းစဉ်းစားရပါတယ် ။ဘာကြောင့်လဲဆိုတော့ဒီမဟာမိတ်တွေကသူတို့နျူကလ িয়ার ရန်ကကောက်ကွယ်ပေးနိုင်လို့ရှိရင်သူတို့ကိုယ်ပိုင်နျူကလ িয়ার လက်နက်ထုတ်ဖို့မလိုအပ်တော့လို့ပါ။ American Nuclear Treaty ဆိုတဲ့စကားကိုတချို့လူတွေကြားဖို့ပါလိမ့်မယ်။ American ကနေပြီးတော့ Treaty ဖြစ်နေအရေးမိုးပေးထားတဲ့ဆိုတဲ့သဘောပါ။အဲ့ဒါကဘာလဲဆိုတော့ American ကသူ့မဟာမိတ်တချို့ကိုပေးတဲ့လုံခြုံရေးအာမခံချက်ပါ။ American ရဲ့မဟာမိတ်တချို့အပေါ်မှာကြားရောက်လာတဲ့ချိတ်ချောက်မှုတွေကို သူတို့ကိုစားအမေရိကန်ကတုံ့ပြန်မှာဖြစ်ပါတယ်။နျူကလ িয়ার လက်နက်အားကိုနဲ့ချိတ်ချောက်လာမယ်ဆိုလို့ရှိရင်ပေါ့လေ။အဲ့ဒီလိုအမေရိကန်ကကာကွယ်ပေးမယ်လို့ဂရိပေးထားတဲ့နိုင်ငံတွေထဲမှာတောင်ကိုရီးယား၊ဂျပန်၊ဩစတြေးလျနဲ့နေတိုးနိုင်ငံတွေအားလုံးပါဝင်ပါတယ်။နောက်ထပ်32နိုင်ငံထပ်ပါလာတယ်ဆိုတဲ့သဘောပါ။ဒါပေမဲ့ဒေါ်နယ်ထရန့်တက်လာတဲ့အခုချိန်မှာတော့တချို့နိုင်ငံတွေကအဲ့ဒီအကာအကွယ်ပေးမယ်ဆိုတဲ့အချက်ကိုယုံကြည်အားကိုးလို့ရပါသေးရလားဆိုပြီးတော့မေးခွန်းထုတ်လာကြပါတယ်။ ဘာလို့လဲဆိုတော့အမေရိကန်သမ္မတဒေါ်နာထရန့်ကမဟာမိတ်တွေကိုဘလောက်ကာကွယ်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ရည်ရည်ရာရာတွေပြောလာလို့ပါပြင်သစ်ကလည်းသူတို့မှရှိတဲ့နျူကလ িয়ার လက်နက်တွေကိုဥရောပလုံခြုံရေးအတွက်အသုံးပြုလို့ရတယ်ဆိုပြီးတော့ပြောလာပါတယ်ဂျတင်ကလည်းသူတို့ရဲ့နျူကလ িয়ার အင်အားကိုတိုးချဲ့ဖို့အစီအစဉ်တွေလှုပ်လာနေပါတယ်နောက်ထပ်ချိန်ဆရတဲ့အချက်ကတော့နျူကလ িয়ার လက်နက်တပ်ဆင်ခြင်းဟာနိုင်ငံတကာနိုင်ငံရဲ့ကမ္ဘာအဆင့်နေရာနဲ့ဆက်ဆက်နေတယ်ဆိုတဲ့အချက်ပါဂယ်ရီဆမ်မောပြောတာကဒီလိုပါ ဒုတိယကမ္ဘာစစ်ပြီးပြီးချင်းမှာစစ်နိုင်တဲ့နိုင်ငံတွေအားလုံးကလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်လာပါတယ်။ဒီတော့ American Soviet ပြည်တင်ပြင်သစ်နဲ့တရုတ်နိုင်ငံတွေကနျူကလ িয়ার လက်နက်သာတိုးချဲ့နိုင်ရင်ကမ္ဘာနိုင်ငံရေးမှာသူတို့ရဲ့အစ်စ်နေရာတွေမြန်မာလာနိုင်မယ်လို့တွက်ကြတယ်လို့ဆိုပါတယ်။နျူကလ িয়ার မပြတ်ပွားရေးစာချုပ်ထဲမှာမပါခဲ့ပဲနျူကလ িয়ার လက်နက်တပ်ဆင်ခဲ့ကြတဲ့၄နိုင်ငံကိုကြည့်မယ်ဆိုလို့ရှိရင်လေဒီလိုနျူကလ িয়ার လက်နက်တွေတပ်ဆင်ခဲ့လို့သူတို့နိုင်ငံတွေရဲ့ ကမ္ဘာနိုင်ငံရေးအစ်စ်နေရာတွေအင်အားတွေတိုးတက်လာတယ်လို့ပြောမယ်ဆိုလို့ရှိရင်ပြောလို့ရပါတယ်ဥပမာအိန္ဒိယနိုင်ငံကိုကြည့်ပါဂယ်ရီဆမ်မောပြောတာကအိန္ဒိယဟာသူတို့ကိုသူတို့အင်အားကြီးနိုင်ငံလို့မြင်တယ်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ခြင်းတယ်သူတို့ရဲ့ပြိုင်ဘက်အာရှနိုင်ငံတရုတ်နဲ့အပြိုင်ဆိုင်ဆိုတဲ့သဘောပါလို့ဆိုပါတယ်ဒါပေမဲ့ဒီနေရာမှာပေးဆက်ရမယ့်နိုင်ငံရေးစီးပွားရေးအခြေအနေတွေကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်တကယ်လို့နိုင်ငံတကာနိုင်ငံက နျူကလ িয়ার မပြန့်ပွားရေးစာချုပ်ကိုချိုးဖောက်ပြီးတော့နျူကလ িয়ার လက်နက်အတက်စင်းနေဒါမှမဟုတ်နျူကလ িয়ার မပြန့်ပွားရေးစာချုပ်ကနေပြီးတော့နှုတ်ထွက်တယ်ဆိုလို့ရှိရင်အကြီးကျယ်ပိတ်ဆို့အေးယူတာတွေအဆက်ဖြက်အေးယူတာတွေကိုခံရမှာပါမြောက်ကိုရီးယားကအဲ့လိုအေးယူတာကိုခံနေရတာပါသူတို့မှာနျူကလ িয়ার ထိတ်ဖူးတွေဒါဇင်နဲ့ချီပြီးတော့ရှိပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ကိုအဖယ်ကျင်ခံတိုင်းပြီလို့ကမ္ဘာတဝန်းကရှုမြင်ရတဲ့အခြေအနေမျိုးကိုရောက်နေပါတယ်ဟာဆန်အေဘတ်တမီက နျူကလ িয়ার လက်နက်တွေတက်ဆင်ဖို့ဆိုတာအလွန်ရေးကြီးတဲ့ဆုံးဖြတ်ချက်ပါကိုကကိုတိုင်းပြည်ရဲ့အနေအထားကိုဘလို့ဖြစ်စေချင်တယ်လဲဘလို့ရှုမြင်စေချင်တယ်လဲဆိုတာကိုအိန္ဒိယနိုင်ငံတွေသိအောင်ကဘာကြီးသိအောင်ကြေညာလိုက်တာလည်းဖြစ်ပါတယ်တိတ်ကြီးမာတဲ့ကုံကြပေးဆက်ရမှုတွေလည်းရှိပါတယ်အဲ့ဒီတော့ဒီဆုံးဖြတ်ချက်မျိုးကိုလွယ်လွယ်ချလို့ရတာမျိုးတော့မဟုတ်ပါဘူးလို့ဆိုရတယ်အဲ့ဒီတော့ဒီလိုကိစ္စတွေဟာအီရန်စီကိုဥတီလာပါတယ်အလွန်ရှုပ်ထွေးတဲ့ကိစ္စပါအီရန်ဟာနျူကလ িয়ার မပြန်ပွားရေးစာချုပ် လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမှာ IAEA ပါဝင်ကျွမ်းကျင်ပညာရှင် အများအပြားကအီရန်မှာလျှို့ဝှက်နျူကလ িয়ার လက်နက်စီမံကိန်းလုံးဝမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့အမေရိကန်နဲ့အစ္စရေးကတော့အယုံကြည်မရှိပါဘူး။မသင်ကားပါဘူး။ဟာဆန်အဗတ်တမီပြောတာကအီရန်မှာအလွန်အဆင့်မြင့်တဲ့နျူကလ িয়ার စီမံကိန်းတစ်ခုရှိပါတယ်။ဒါတွေဟာငြိမ်းချမ်းတဲ့ရည်ရွယ်ချက်နဲ့ပဲတုံးဖို့လောက်ထားတာတွေပါလို့အီရန်ကပြောပြောနေတာကလည်းအပေါက်နေပါပြီ။ ဒါပေမဲ့တခြားလူတွေကတော့ဒါတွေဟာလက်နက်တက်စင်ဖို့လုပ်နေတာလို့ဆွဆွဲပြီးတော့ဝိုင်းဝန်းဆန့်ကျင်နေကြပါတယ်လို့ဆိုပါတယ်။အီရန်နျူကလ িয়ার လက်နက်လုပ်နေပြီးတော့အီရန်ကပဲအဖုံးပြီးကောင်းနေတာလား။ဒါမှမဟုတ်အမေရိကန်နဲ့အစ္စရေးကသူတို့ရဲ့ရန်သူမုံလို့သာ IAEA ကမဟုတ်ပါဘူးပြောနေတဲ့ကြားတွေကအတင်းအဓမ္မဆွဆွဲနေတာလား။နိုင်ငံကြီးတွေရဲ့နိုင်ငံရေးပြည်ရဲ့ကအများလှပါတယ် အီရန်နျူကလ িয়ার စီမံကိန်းဟာတန်တမန်ရေးရာနဲ့နိုင်ငံရေးဆိုင်ရာညှိနှိုင်းမှုတွေရဲ့အဓိကအာယုံစုဆိုင်မှုခံရတဲ့ကိစ္စတစ်ခုအဖြစ်နှစ်တော်တော်ကြာကလေးကရှိနေခဲ့ပါတယ်။2015ခုနှစ်မှာအီရန်နိုင်ငံဟာကမ္ဘာအင်အားကြီး6နိုင်ငံနဲ့နျူကလ িয়ার ရှော့ချဖို့နဲ့ပိုပြီးတင်းကျပ်တဲ့လေလာစုံစမ်းမှုတွေကိုလက်ခံဖို့အတွက်သဘောတူလက်မှတ်ရေးထုတ်ခဲ့ပါတယ်။အပေးယူအနေနဲ့ကတော့အီရန်စီးပွားရေးကိုချုပ်နှောင်ထားတဲ့နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေကိုတဖြည်းဖြည်းချင်း ဖြေလျှော့ပေးရမယ်လို့ဆိုပါတယ်။ဒါပေမဲ့အဲ့ဒီစာချုပ်ကလည်းဒေါ်နယ်ထရန့်တက်လာပြီးတဲ့နောက်ပိုင်း2018ခုနှစ်မှာစာချုပ်ကနေပြီးတော့အမေရိကန်နှုတ်ထွက်လိုက်တဲ့အတွက်တဖြည်းဖြည်းချင်းစာချုပ်ပျက်စီးသွားပါတယ်။အီရန်ကလည်းသူ့ရဲ့နျူကလ িয়ার စီမံကိန်းကိုပြန်ပြီးတော့အသက်သွင်းလာပါတယ်။ဟာဆန်အေဗာတမီကဒီလိုဆိုပါတယ်။အီရန်နျူကလ িয়ার စီမံကိန်းနဲ့ပတ်သက်တဲ့ညှိနှိုင်းမှုတွေအလုံးအလုံးမဟုတ်ရင်တောင်မှကြီးမားတဲ့အစိတ်အပိုင်းတစ်ခုကဘာလဲဆိုတော့ဒီစီမံကိန်းကိုထိ ंछ ုပ်ရင်းနဲ့ဆိုင်ပါတယ်။ သူတို့ရဲ့နျူကလ িয়ার စီမံကိန်းကိုငြိမ်းချမ်းတဲ့နျူကလ িয়ার အစစ်မှာပဲထိန်းထားနိုင်ပြီးတော့လက်နက်ထုတ်လုပ်တဲ့အစစ်အထိပြင်းထန်တဲ့နျူကလ িয়ার စီမံကိန်းကြီး ဖြစ်မသွားအောင်ဘလို့ထိန်းကြမလဲဆိုတဲ့အချက်ပါပဲလို့သူကထောက်ပြပါတယ်ဒီနေ့စောပိုင်းမှာ IAEA ကအီရန်ဟာနိုင်ငံတကာနျူကလ িয়ার အန္တရာယ်ကာကွယ်တားဆီးရေးအပေါ်မှာလိုက်နာမှုမရှိတော့ဘဲလက်နက်ထုတ်ဖို့အတွက်အထူးပြုလုပ်ထားတဲ့ယူရေနီယံ235ဆိုတဲ့အစစ်မြင့်တက်ဆင်ထားတဲ့ ယူရေနီယံနဲ့ထုတ်လုပ်စုဆောင်မှု ပြုလုပ်လာနေတယ်လို့ပြောပါတယ်။ဂရီဆမ်မောကအခုလိုပြောပါတယ်။အီရန်နီဟာ60ရာခိုင်နှုန်းအထိတန့်စင်မှုမြင့်တဲ့ယူရေနီယံတွေကို စုဆောင်လာနေပါတယ်။ဒီအဆင့်ဟာအရက်ဖက်နျူကလ িয়ার စီမံကိန်းအတွက်အသုံးပြုစရာအကြောင်းမရှိပါဘူးလို့သူကဆိုပါတယ်။သူတို့ဘာအတွက်ဒါတွေကိုလုပ်နေတာလဲဆိုတာကိုမသိအောင်ဖုံးထားတာကလည်းအီရန်နီရဲ့မဟာဗျူဟာတစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။တချို့ပညာရှင်တွေကတော့ဒါတွေဟာ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်တဲ့အခါမှာသူ့ဘက်ကဈေးစစ်လို့ကောင်းမှုအလေးတာဖို့အတွက်လုပ်တာလို့သုံးသပ်ကြပါတယ် IAEA ရဲ့အရာရှိဟောင်း Tariq Krauf ရဲ့ယူဆချက်ကဒီလိုပါအီရန်ကဒီလိုတန့်စင်ပြီးယူရေနီယံတွေကိုများများပြနိုင်လေနောက်လောက်ရမဲ့နျူကလ িয়ার သဘောတူညီချက်တွေမှာသူတို့အတွက်အလေးတာလေလို့ယူဆပြီးတော့လုပ်နေတာပါလို့ဆိုပါတယ်ဒါပေမဲ့ဇွန်လမှာတော့ Israel ကအီရန်ကိုတိုက်ခိုက်ခဲ့ပါတယ် အစ္စရေးကအီရန်ရဲ့စီးရဲနဲ့နျူကလ িয়ার ဆိုင်ရာအဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ပြီးဥဆောင်သူနျူကလ িয়ার ပညာရှင်အများအပြားကိုလည်းသိကြအောင်လုပ်ခဲ့ပါတယ်ဒီတိုက်ခိုက်မှုကြောင့်လူတစ်ထောင်ကျော်သေဆုံးခဲ့တယ်လို့အီရန်ဘက်ကပြောပါတယ်အီရန်ကလည်းအစ္စရေးကိုတုံ့ပြန်တိုက်ခိုက်လို့လူ28ယောက်သေဆုံးခဲ့ပါတယ်အမေရိကန်ကလည်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်အီရန်ကိုပထမဆုံးအကြိမ်ဒိုက်ရိုက်တိုက်ခိုက်ခဲ့ပြီးအရေးပါတဲ့နျူကလ িয়ার စီမံကိန်းနေရာတွေကိုဘုံတွေကျဲချခဲ့ပါတယ် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နက်တန်ယာဟူကတော့အစ္စရေးအနေနဲ့ဒီလိုတိုက်ခိုက်ရတာဟာအီရန်နျူကလ িয়ার စီမံကိန်းတွေကအစ္စရေးရဲ့တည်ရှိမှုကိုချိမ့်ချောက်နေလို့ပါလို့ဆော့ဆော့ပိုင်းတို့ကပြောခဲ့ပါတယ်။ဒါကိုမရရင်အီရန်အနေနဲ့အချိန်တိုအတွင်းမှာနျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်ပါလိမ့်မယ်။တစ်နှစ်အတွင်းဖြစ်ချင်လဲဖြစ်နိုင်ပါတယ်။တစ်နှစ်တောင်မကြာပဲလအနေငယ်အတွင်းလဲဖြစ်နိုင်ပါတယ်။ဒါဟာအစ္စရေးရဲ့အသက်ရှင်ရပ်တည်ရေးအတွက်မျက်မှောက်ရင်ဆိုင်နေရတဲ့ တိတ်ရှင်းလင်းတဲ့အန္တရာယ်ကြီးပဲဖြစ်ပါတယ်လို့ဘင်ဂျမင်နတ်တန်ယာဟုကဆိုပါတယ်။ဒါပေမဲ့နတ်တန်ယာဟုဟာအီရန်ကိုဘုံကျဲမယ်လို့ပြောနေတာကကြာလှပါပြီ။တပတ်မှလည်းအစ္စရေးဒီလိုတိုက်ခတ်ရခြင်းရဲ့အကြောင်းပြချက်နဲ့ချိန်သားကိုက်မှုကိုယုတ်တိတန်စင်နိုင်တဲ့အကြောင်းချက်တချို့လည်းရှိနေပါတယ်။ဒါပေမဲ့ဒါတွေကိုခဏထားပြီးတော့ပြောရမယ်ဆိုရင်အစ္စရေးနဲ့အမေရိကန်တို့ကနေအီရန်ကိုဒီလိုသွားတိုက်လိုက်တာကအီရန်နျူကလ িয়ার စီမံကိန်းအပေါ်မှာ တကယ့်အကျိုးသိအောင်မှုက ဘလို့ဖြစ်နိုင်တယ်ဆိုတာကိုကြည့်အောင်ပါတမနာထရန့်ကတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းကြီးလုံးဝပျက်စီးသွားပြီးနှိဋ္ဌိတန်သွားပြီလို့ပြောပါတယ်အမေရိကန်ကာကွယ်ရေးဌာနကတော့အီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာအခုတိုက်ခိုက်မှုတွေကြောင့်တစ်နှစ်နှစ်နှစ်လောက်ပဲနောက်ပြန်ဆုတ်သွားတာမျိုးဖြစ်လိမ့်မယ်လို့ပြောပါတယ်ဒါပေမဲ့အီရန်စူဆောင်းတူလောင်ထားတဲ့တန့်စင်နှုံးမြင့်ယူရေနီယံတွေဘာဖြစ်သွားသလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး အီရန်သမ္မတမာဆော့ပီဇက်ကီရန်ကအခုလိုပြောပါတယ်သူတို့ဘုံကျဲတာအဝင်ဝတွေကိုထိတယ်တောင်ထိမြောက်ထိပေါ့ဒါပေမဲ့နျူကလ িয়ার နဲ့ဆိုင်တဲ့အသိပညာက သူတို့ဘုံကျဲသွားတဲ့နေရာတွေမှာရှိတာမဟုတ်ဘူးလေကျွန်တော်တို့လူတွေရဲ့စိတ်ထဲမှာရှိနေတာလို့သူကပြောပါတယ်ဆိုလိုတာကတော့ပညာတွေရှိလို့ရှိရင်ပြန်လုပ်လို့ရသေးတယ်ဆိုတော့သဘောမျိုးပါဟာဆန်အဘတ်အမီကလည်းရေတို့မကြည့်ပဲပြောရရင်ဒီလိုတိုက်လိုက်တာက အီရန်ရဲ့အကာအကွယ်မဲ့နေမှုကိုမိမောင်းထုတ်ပြနေပါတယ်။အီရန်နိုင်ငံရဲ့အင်အားစုတွေကိုလည်းသူတို့နျူကလ িয়ার လက်နက်မဖြစ်မနေလိုလာပြီလို့ပြောเสียအကြောင်းပေါ်ရလာပါတယ်။အဲ့လိုပြောဖို့အခွင့်အရေးပို့ပေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ဆိုလိုတာကဒီလိုသွားတိုက်လိုက်ခြင်းအပြင်သူတို့ထင်တယ်လို့မဖြစ်ပဲအတိုက်ခံရတဲ့နိုင်ငံကိုနျူကလ িয়ার လက်နက်ပို့ပြီးတော့လိုချင်လာအောင်လှုပ်လိုက်တယ်လို့တောင်ဖြစ်သွားပါတယ်။အဲ့ဒီလိုလိုချင်လာရင်အခုထပ်ပို့ပြီးတော့ခိုင်မာတဲ့ဘန်ဂါကြီးတွေ ဆောက်လာကြမယ်။စီမံကိန်းတစ်ခုလုံးကိုမြေအောက်မှာလှုပ်လာကြမယ်လို့သူကထောက်ပြပါတယ်။မပိုင်မဲသွားဆွတယ်လို့ဖြစ်တာပဲလို့ပြောတဲ့သဘောပါ။ကြက်ဒီတော့အခုဘာဆက်ဖြစ်မှာလဲ။အီရန်ကတော့သူတို့နျူကလ িয়ার လက်နက်မလုပ်ပါဘူးလို့ထပ်ပြီးတော့ညှင်းထားပါတယ်။အီရန်သမ္မတမာဆုတ်ပီဇက်ရှကီရန်ကအစ္စလာမ်ပြည်သူသမ္မတနိုင်ငံရဲ့ယုံကြည်ချက်ကဘာလဲဆိုတော့နျူကလ িয়ার လက်နက်ကျွန်တော်တို့လူသားတွေရဲ့လက်ထက်မှာမရှိသင့်ဘူးဆိုတာပါပဲ ဒီလက်နက်ဟာကဘာကြီးကိုမိလောင်တိုက်သွင်းခြင်းနဲ့မိုက်မဲတဲ့တာရဲတိရစ္ဆာန်တွေရဲ့လက်နက်ပဲဖြစ်ပါတယ်လို့ဆိုပါတယ်။ဒါပေမဲ့အီရန်ကတစ်ဖက်မှာလည်းနိုင်ငံကဥပဒေဘောင်အတွင်းကနေယူရေနီယံတန့်စင်တဲ့စီမံကိန်းတွေကိုဆက်လုပ်သွားမယ်လို့ပြောပြန်ပါတယ်။သမ္မတထရန့်ကတော့ဒါကိုခွင့်မပြုကြောင်းနဲ့ဆက်လုပ်ရင်ထတ်တိုက်မယ်လို့ချိန်ချောက်ပါတယ်။ကျွန်တော်တို့သူတို့ရဲ့နျူကလ িয়ার အိမ်မက်တွေကိုရိုက်ချိုးပစ်လိုက်ပြီးသူတို့အစကပြန်စခြင်းဆက်လုပ်ရပါတယ်။ပြန်စရင်သူတို့ လက်မလုံနိုင်ခင်မှာပဲကျွန်တော်တို့မြန်မြန်ဆန်ဆန်နောက်တစ်ခါထပ်ပြီးတော့ဖြည့်ဆည်းပြပါမယ်လို့သူကပြောပါတယ်စစောကပြောခဲ့တဲ့ကဲလိုပဲအီရန်ကိစ္စကရှုပ်ထွေးပါတယ်အရှိလက်ပိုင်းမှာဖြစ်ပျက်နေတဲ့အာနာလွန်ဆွဲပွဲပေါင်းစုံနဲ့ဆက်ဆက်နေပါတယ်ဒါပေမဲ့မေကွန်းတစ်ခုပေါ်လာတာကဒီလိုကမ္ဘာနျူကလ িয়ার အာနာအခင်းကြီးခင်းကြီးတွေမှာဘယ်သူကပလိတ်ကိုက်ဖမ်းပြီးတော့စောင့်ကြပ်ခွင့်ရှိနေတယ်လဲဆိုတာပါပဲဒါကလည်းနိုင်ငံရေးစီကိုပြန်ခေါ်လာပါတယ်ရှရွန်စကော့စနီက ဒီလိုပြောပါတယ်ရည်ရွယ်ချက်ကတော့လူတိုင်းအပေါ်ကို DC မြင့်တွေကတက်ရောက်စေဖို့အားလုံးအပေါ်ကိုမျက်မျက်တတကျင့်သုံးဖို့ပါပဲဒါပေမဲ့လက်တွေမှာဒီလိုဖြစ်မနေတာကိုအားလုံးသိနေကြပါတယ်လို့သူကဆိုပါတယ်နျူကလ িয়ার လက်နက်တွေကမ္ဘာပေါ်မှာများလာတဲ့ဆိုတဲ့အကြောင်းပြောကြမယ်ဆိုရင်နျူကလ িয়ার လက်နက်ပိုင်တဲ့နိုင်ငံအရေးအတွက်များလာတဲ့အကြောင်းကိုပဲပြောရုံနဲ့မလုံလောက်ပါဘူးနျူကလ িয়ার လက်နက်ပိုင်ထားတဲ့နိုင်ငံတွေကရောဘာတွေလုပ်နေကြသလဲဆိုတာကိုလည်းပြောဖို့လိုပါတယ် နျူကလ িয়ার လက်နက်ပိုင်တဲ့အထက်ကငါးနိုင်ငံကနျူကလ িয়ার မပြတ်ပွားရေးစာချုပ်ကိုလက်မှတ်ထိုးထားကြတယ်မဟုတ်ပါလားဒါဆိုလို့ရှိရင်တို့မှရှိတဲ့နျူကလ িয়ার လက်နက်တွေဖျက်သိမ်းဖို့လေတို့တို့လောက်အောင်ပါပေါ့ဒါပေမဲ့အဲ့ဒါလို့မဟုတ်ဘဲနဲ့ပြောင်းမြန်နေလုပ်နေကြပါတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတို့ဟာနျူကလ িয়ার လက်နက်အတွက်ငွေကြေးသုံးစွဲမှုကိုတိုးမြင့်လာကြပါတယ်နျူကလ িয়ার မပြတ်ပွားရေးစာချုပ်ထိုးမထားတဲ့နိုင်ငံတွေရဲ့ နျူကလ িয়ার အသုံးစရိတ်တွေကိုပါပေါင်းလိုက်မယ်ဆိုလို့ရှိရင်2024ခုနှစ်မှာသူတို့သုံးစွဲထားကြတဲ့ပမာဏဟာဒေါ်လာ100ဘီလီယံအထိရှိပါတယ်။အမေရိကန်တနိုင်ငံရဲ့နျူကလ িয়ার အသုံးစရိတ်ကတခြားနိုင်ငံတွေအားလုံးပေါင်းထားတာထက်လည်းပိုများနေပါတယ်။ဟန်ခရစ်စတန်ဆန်ကနျူကလ িয়ার လက်နက်ရှော့ချရေးအတွက်ရုံယုံကြည်ကြည်နဲ့နှိမ့်နှိုင်းကြိုးပမ်းမှုတွေအခုဆိုရင် လုံးဝမရှိတော့ပါဘူးလို့ဆိုပါတယ်။ ရှရွန်စကော့စနီကသူတို့မြင်ရတဲ့အတိုင်းရုရှားကလည်းနျူကလ িয়ার လက်နက်အသစ်အမျိုးမျိုးထုတ်လုပ်နေတယ်အမေရိကန်ကလည်းသူတို့ရဲ့လက်နက်ပုံစံအဟောင်းတွေနဲ့နျူကလ িয়ার စနစ်တွေကိုပြန်ပြီးတော့အသက်သွင်းနေတယ်ဥမာပင်လယ်ထဲကနေပြီးတော့လှမ်းပြရတဲ့တာဝေးပြည့်ဒုံးကျည်လိုဟာမျိုးတွေပေါ့လို့သူကဆိုပါတယ်ဂရီဆာမော့ကတော့တရုတ်ကလည်းသူတို့ရဲ့နျူကလ িয়ার အင်အားကိုတိုးချဲ့ခြင်းနေတယ်ဆိုတာပို့ပြီးတော့မြင်သာလာပါတယ်ရုရှားတို့တရုတ်တို့နဲ့ အပြိုင်ပေါ်လို့ဆိုပါတယ်ဒါမျိုးတွေကြောင့်ကဘာကြီးဟာတိတ်ကိုမျောလင့်ချက်မဲ့နေတယ်လို့ခံစားရတယ်ဆိုလို့ရှိရင်တော့အချက်တစ်ချက်ကို ပြန်ပြီးတော့သတိပေးခြင်းပါတယ်စိတ်သက်သာစရာအချက်တစ်ချက်ဆိုပါတော့လေကဘာနိုင်ငံတွေရဲ့အများစုကြီးဟာနျူကလ িয়ার လက်နက်ရှိလဲမရှိကြသလိုလိုလဲမလိုလားကြပါဘူးလက်ရှိစနစ်ကယူပေါက်ဟာကွက်ဘောင်းစုံရှိနေပေမဲ့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပြီးတဲ့အချိန်ကနေစပြီးတော့ဒီနေ့အချိန်ထိနျူကလ িয়ার လက်နက်အသုံးပြုတဲ့စစ်ပွဲဆိုတာတပွဲမှမဖြစ်သေးဘူးဆိုတော့အချက်ကတော့စိတ်သက်သာစရာ အချက်တစ်ချက်လို့ဆိုနိုင်မယ်ထင်ပါတယ်ခင်ဗျာ။